ငလင်းတန်ထိခိုက်ခံစားခဲ့ရတဲ့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသဟာရေကြီးမှုထန်တွေကြောင့်ပါစိုက်ပျိုးရေးလုပ်ငန်းတွေထိခိုက်ပြီးဆုံးရှုံးနေတာမျိုးတွေခံစားနေရတယ်လို့ဒေသခံတွေကပြောကြပါဗျ။မြေသစဉ်သတင်းပေးပို့ထားတာပါရှင်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသမှာမေလနှောင်းပိုင်းကစလို့ဇွန်လအတွင်းမိုးများပြီးရေတက်လာတာကြောင့်စိုက်ပျိုးထားတဲ့စပားတွေနဲ့သီးနှံတွေပျက်စီးရတယ်လို့ အချိန်မတိုင်ခင်ရိတ်သိမ်းတာတွေလောက်ရတဲ့အတွက်အခက်ခဲတွေဆုံးရှုံးမှုတွေအများကြီးရှိနေတယ်လို့ဒေတာခန်တွေကပြောပါတယ်။အင်းလေးဒေတာမှာစိုက်ပျိုးရေးလောက်ရတာကအရင်နှစ်တွေထက်ဒီနှစ်ကရည်ကြီးတာစောတဲ့အတွက်ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့အင်းလေးဒေတာကစိုက်ပျိုးရေးပညာရှင်ဦးအောင်မိုးဟင်းကဆိုပါတယ်။အင်းလေးဒေတာမှာစိုက်ပျိုးရေးအဲလောက်တဲ့အခါအာအရင်နှစ်တည်တဲ့ပို့ပြီးတော့ဆိုးွားလာတာကဒီနှစ်မှာအဲဂျွန်လကနေကစပြီးတော့ကျတော့ ဒီအာမေလနောက်ပိုင်းနဲ့ဂျွန်လကနေရအရန်ကြီးနေပြီပေါ့နော်အာအရင်နှစ်တွေကဆိုရင်စက်တင်ဘာလောက်မှနော်အစောဆုံးကဩဂတ်စ်အာတာတွေးလောက်ကနေစပြီးတော့ရေကြီးတာပေါ့နော်အရင်နှစ်တွေတုန်းကဆိုရင်အခုဆိုလို့ရှိရင်ကျွန်တော်တို့မေလက်စ်ဝိတ်နဲ့ကျွန်တော်တို့ဒီဂျွန်ဖတ်စ်ဝိတ်ကနေကရေကအရန်ကြီးနေပြီပေါ့နော်အရန်ကြီးနေပြီဆိုတော့စဘာတွေရိတ်သိမ်းတဲ့နေရာမှာ အာတိတ်မရင်မဲ့သေးပဲနဲ့ရိတ်သိမ်းလိုက်ရတာတွေအများကြီးဖြစ်လာတယ်။တချို့စပါးကင်းတွေဆိုလို့ရှိရင် လုံးလုံးကိုဟိုရိတ်လို့မရသေးတဲ့ဒီအစိမ်းအနေထားမှာဖြစ်နေတဲ့ကြောင့်မလို့ဆုံရှုံရတာတွေအများကြီးဖြစ်တယ်ပေါ့နော်။ဆိုတော့စိုက်ပျိုးရေးအတွက်လည်းဒီလိုအခက်အခဲတွေအများကြီးရှိပါလေ။အခုလိုရေမြင့်တက်လာနေတဲ့အင်းဒီမှာစိုက်ပျိုးကင်းတွေရဲ့ရေဝင်သလိုခင်းကျင်သည့်ကျွန်းမြောစိုက်ခင်းတွေမှာလည်းအခက်အခဲတွေရှိတယ်လို့အင်းဒီဒေသခံတယောက်ကဆိုပါတယ် ်စိတ်ပြေရတော့အခုလက်ရှိရေကြီးနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လက်ပြေရအခုစားအခန်းဒီနေ့မှာလုံးဝအဆင်ပြေတော့ဘာကျွန်တော်တို့အခုဆိုလေတွေရဲ့အခုမြုပ်ကြတယ်အောင်မြေပဲခင်းနေလေအကုန်ရေဝင်ကြတော့ဘလို့မှအဆင်မပြေဘူးစီးပွားရတော့အဲ့လိုဖြစ်နေပေါ့အခက်အခဲကိုတော့ချင်ကြတယ်ပြင်းချင်းနေရတယ်အခုကလည်းရေကြီးတော့ဂျုံမျောတွေကလည်းမျောမျောလာတော့ဂျုံမျောတွေကရေကြီးတာရေထူးတာပြန်တက်လာတော့ကျွန်တော်တို့ကအဲ့ဒီကဂျုံမျောတွေမမျောဘူးအဓိကဝါးတွေအဓိကထိုးပြီးတော့စိတ်နေရတယ်ပေါ့အဲ့လိုဂျုံမျောဖတ်မှာပြီပေါ့ 2020ကိုဗစ်ကပ်ရောဂါကာလနဲ့2021အာနာသိမ့်မှုနောက်ပိုင်းကစလို့အင်းလေးဒေတာရဲ့မိခိုအားထရာဖြစ်တဲ့ခီးသောလုပ်ငန်းစီးပွားရေးဟာကြာဆင်းခဲ့ရပြီးအင်းလေးဒေတာခန့်တွင်အနေနဲ့စိုက်ပျိုးရေးလုပ်ငန်းနဲ့ငါးဖက်လုပ်ငန်းကိုပဲမိခိုနေကြရတာလည်းဖြစ်ပါတယ်။မတ်လ28ရက်နေ့ကအင်းအပြင်းစကိုင်းငယ်လင်းကြီးလှုပ်ခတ်ခဲ့တဲ့ဒဏ်ကိုလည်းအင်းလေးဒေတာခန့်တွင်ခံစားခဲ့ကြရတာပါ။အခုလဲရေကြီးတဲ့ဒဏ်ကြောင့် အင်းလေးကတောင်သူတွေရဲ့စိုက်ခင်းတွေရင်းနှီးမြုပ်ခဲ့တာဖြစ်တဲ့အတွက်အကူအညီတွေမျိုးစုံများစွာလိုအပ်နေတာလည်းဖြစ်ပါတယ်။အင်းလေးဒေသခံစိုက်ပျိုးရေးပညာရှင်ဦးအောင်မူဟင်ကတော့ရေကြီးပြီးစပားတွေရေဆူသွားတဲ့အတွက်စပားတွေအေးသွေးကျဆင်းတာတွေလည်းဖြစ်တယ်လို့ဆိုပါတယ်။ဒေသရင်းကတောင်သူတွေအတွက်မျိုးစိနဲ့စပား၆ခန့်ဆက်တွေစတဲ့လိုအပ်ချက်တွေရှိနေတယ်လို့လည်းဆိုပါတယ်။ ဒီစိုက်ပျိုးရေးလုပ်ငန်းတွေထပ်လည်ပတ်ဖို့အတွက်အကူအညီအနေနဲ့ကတော့အာကျွန်တော်တို့တွေဒေသတွင်းမှာရှိနေတဲ့ဒီစိုက်ပျိုးဖို့တောင်သူတွေအတွက်မျိုးစည်ရယ်နောက်တစ်ခုကစပားတွေအတွက်ဆိုရင်စပားအချောက်ခံဆက်ပေါ့နော်ဒေသတွင်းမှာရှိတဲ့ဆက်ကလေးတွေမလုံလောက်တော့ဘူးပေါ့မိုးကအရန်အမ်များတယ်ရေရမ်းများလာတော့စပားကပုံမှန်အနေထားနဲ့အချောက်ခံဖို့အဆင်မပြေတဲ့အတွက်အချောက်ခံဆက်ရှိတဲ့နေရာမှာတန်းစီပြီးတော့စပားအချောက်ခံရတယ်ပေါ့အကြီးသွေးလည်း အဲအရန်ကိုကြာဆင်းသွားတယ်ပေါ့နော်ဒီအခက်ခဲတွေကတော့ရှိနေပါတယ်ပေါ့လိုအပ်ချက်တွေကတော့အဲမျိုးစေ့ဟိုမျိုးဩဇာတို့စတဲ့တွင်အားစုတွေရယ်နောက်တစ်ခုကကျွန်တော်တို့စပါအချောက်ခံဆက်တွေပေါ့ဒါတွေကတော့လိုအပ်ချက်တွေဖြစ်ပါတယ်လို့လက်ရှိအင်းလေးဒေတာမှာဒေတာရင်းစီးပွားရေးအခြေအနေကလဲပတ်မှုအားနည်းနေတယ်လို့ငလင်တန်ကြောင့်အိုးအိမ်တွေဆုံးရှုံးထားရတာတွေကိုပြန်လည်တိဆောက်နေရတဲ့အတွက်လဲစီးပွားရေးဘက်မလှည့်နိုင်ကြဘူးလို့ဒေတာခန်တွေကဆိုပါတယ် ပရာဟိတလှုပ်ဆောင်ပေးသူတွေကဝါရင်တွေပြန်တိဆောက်ပေးကြပေမဲ့ဒေတာရင်းမှာပဲကိုဝါရီရှားပါလာတဲ့အတွက်တခြားဒေတာကနေပြန်လည်ဝယ်ယူနေကြရတယ်လို့လည်းသိရပါဗျ။လက်ရှိမှာငလင်တန်ကျောက်နေအိမ်ပျက်စီးသောသူတွေကိုဝါရင်တွေပဲပြန်လည်တိဆောက်ပေးနိုင်သေးတာဖြစ်ပြီးသိအိမ်တိဆောက်မယ်ဆိုရင် ကုန်ကြငွေက300ကျော်လောက်ကုန်ကြနိုင်တယ်လို့အလူရှင်တွေလည်းနေပါတယ်လို့ပရာဟိတလှုပ်ဆောင်ပေးသူတွေကဆိုကြပါဗျ။ကျမမြတ်သက်စင်ပါရှင်။